အားလုံးပဲမင်္ဂလာပါကက်သလီနာဘီမိုက်ဖရန်ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောရမယ့်အကြောင်းအရာကအမေရိကန်နိုင်ငံမှာရှိတဲ့တားမီနှယောက်ကဒီ public ပေါ်မှာတနာစရာကောင်းလုပ်ပြီးတော့အလူတွေခံပြီးတော့မှဒီလူအခွင့်အရေးကိုရယူခဲ့တဲ့ကိစ္စလေးရှင်ဒီကိစ္စဖိအမှန်လည်းဖြစ်တယ်ပြီးတော့မှ အရန်လဲလူတိများတဲ့ဖြစ်ရလေပေါ့နော်အဲ့ဒါကိုကက်တလီနာကမြန်မာနိုင်ငံတငယ်ချင်းတွေကိုမြ мян လေးနဲ့အသေးစိတ်ရှင်းရှင်းလေးပြောပြပေးတော့မှာဖြစ်ပါရဲ့ရှင်တငယ်ချင်းတို့ထမင်းစားရင်ပဲဖြစ်ဖြစ်ရေချိုးရင်ပဲဖြစ်ကာမောင်းရင်ပဲဖြစ်ဖြစ်ထမင်းချဲ့ရင်လည်းဖြစ်ဖြစ်ဒီဖြစ်ရမှန်မှုကင်တင်းတွေကိုနားထောင်ပြီးတော့မှအသိပညာအသွေးလေးနဲ့သင်ခန်းစာလိုက်တစ်ခုခုရသွားရင်ကက်တလီနာချင်းနဲ့ပါရဲ့ရှင်ကဲကက်တလီနာကတငယ်ချင်းကိုစကားပြောသလိုပဲပြောမယ်နော်ကိုကတည်င်းတင်ဆက်သူလည်းမဟုတ်ဘူးဆိုတော့ ကဲဒီကိစ္စကိုစပြောရမယ်ဆိုရင်ဒီဒီဘလန်ချာဆိုရဲ့အမျိုးသမီးတယောက်ရှိတယ်ဒီဒီကိုတူရဲ့အနီးနားချင်းတွေတငယ်ချင်းတွေအရာပြောပုံရဆိုရင်ဒီဒီကအယံကိုမှသားသမီးပေါ်မှာဂယုစိုက်ပြီးတော့မှသားသမီးပေါ်မှာအယံကောင်းတဲ့မိခင်တယောက်ပေါ့နော်ဒီဒီဘလန်ချာဆိုရဲ့အမျိုးသမီးမှာဒီမတန်ဆွမ်းနေ ဝီချဲပေါ်မှာနေရတဲ့တမိလေးတယောက်ရှိသူ့နာမည်ကကျတော့ Gypsy Rose Gypsy Rose လေးကကျတော့သူကဒီ Mascula ပေါ့နော်ဒီ Marcel ဘိုင်းဆိုင်ရာမတန်ဆွမ်းလို့နာမည်ရှောင်းနိုင်အောင်အသက်3နှစ်လောက်ကနေအသက်3နှစ်လောက်ကနေစပြီးတော့ပေါ့နော်အဲ့ဒါဒါကအပြင်ကိုသူကဒီသဘင်ကျွတ်တဲ့ယောဂါတို့အနောက်တစ်ခုအဲ့ဒီကနာမည်မျောင်းဆောင်တတ်ထားတဲ့ယောဂါမျိုးစုံကိုသူ့မှာရှိတာပေါ့နော်အားပြီးဆိုဒီ အဆုံးမှာပဲသူ့ယောဂါတွေကအဲ့လိုပြောသူယောဂါအရင်များတဲ့ခါကျတော့ဒါလည်းမကောက်ဘူးသူကသူကတူတူအော်တစ်စင်ပေါ့နော်အော်တစ်စင်ဆိုတဲ့ယောဂါကကျတော့ဒီညာရင်မဖွင့်ပြိုးတဲ့ယောဂါပေါ့အားလုံးနဲ့သိကြမယ်ထင်ပါတယ်အဲ့တော့သူတို့နှစ်ယောက်ကဒီ public မှာဆိုရင်သူတို့က Facebook page ရှိတယ်เนาะ DD နဲ့ Gypsy Rose ဆိုပြီးတော့သူတို့ဒါမီနှစ်ယောက်ကိုဒီအမေရိကန်နိုင်ငံရဲ့ပြည်သူလူထုတွေကအယံတနာစရာကောင်းတယ်တမီးလေးရနေမကောင်းဖြစ်နေတာအမေက single မားတာအဲ့တော့အမေကိုတို့ support ပေးကြမယ်လူတိုင်းကြမယ်ကူညီကြမယ်တမီးလေးကလည်းအယံချစ်စရာကောင်းတယ်သူတို့သူကတကယ်ချစ်စရာလေးပါ autism လေးဆိုတော့ဒီမှာဟိုလိုမျိုးလေးတွေတက်မလားမင်းသမီးလိုမျိုးလေးတွေဝေးပြီးတော့မျက်မှန်လေးနဲ့မျက်စိရလဲအာမအားနေလို့ဆိုမျက်မှန်ကြီးအကြီးကြီးရလဲတတ်ထားပြီးဆိုသွားရလဲမလားလို့ဆိုပြီးသွားရလဲအဲ့လိုမျိုးကြဲကြဲနေတဲ့လိုမျိုးချစ်စရာလေးပါ ဲ့တူသွားလေးရလဲဟိုပြောမယ်ဆိုရင်လုံးဝဟာကွာကြိလိုက်တာနဲ့ကုညီချင်းစရာလေးတနာချင်းစရာလေးပုံလေးပြထားပေးရဲ့အဲ့လိုမျိုးလေအခါကျတော့နော်ဘလူတွေတောင်မှသူတို့တားမိကိုဒီပြည်သူလူထုကကုညီကြတယ်လဲဆိုရင်ဒီသူတို့ဆိုရင် Disneyland တည်းမလားကလေးတိုင်းတွားနေတဲ့ Disneyland free boat ပေးတယ်အပြင် private jet တွေနဲ့လာခေါ်တာပြီးဆိုရင်ဟိုနာမည်ကြီးပေးဆိုရင်မင်းသမီးတားလေသူ့အတွက်တချင်းတွေလာဆိုပေးတာအပြီးဆိုရင်ကွာနောက်ထပ်အဲ့အများကြီးပဲပေါ့နော်အဲ့လိုမျိုး သူတွားတဲ့နေရာအကုန်လုံးလိုက်ပို့ပေးကြတာပေါ့သူ့ကိုကောင်းပေးကြတာပေါ့နော်အဲ့ဒီအချိန်မှာသူ့အမေဆိုနေနေရာနဲ့တမီးလေးကိုစင်ငယ်မာတာဖြစ်ပေမဲ့လည်းထောက်ပံ့ပေးတာနဲ့ကိုလည်းအရန်ကောင်မပြောမယ်ဆိုတော့ကွာလို့ပြောမယ်အရန် supportive ဖြစ်တယ်တားတမီးပေါ်မှာအရန်ကောင်းတဲ့မိခင်ဆိုပြီးတော့ဒီဒီကိုလည်းတီးကြတာပေါ့နော်အဲ့လိုမျိုးသူတို့တားမိရ ပြီးတော့လူငွေလည်းအများကြီးရတာပေါ့နော်အားရနေမကားဘူးအဲ့ဒီကောင်းမလေး Gypsy Rose က2008ခုနှစ်မှာ Olay Foundation ကပေးတဲ့ Chain of the Year ဆုကိုရထားတာ Chain of the Year ဆုဆိုတာကဒီပြောမယ်ဆိုသူကကလေးပေါ့ဒါနဲ့သူကတန်မာဆုံးကလေးလေးပေါ့သူကမတန်မာမတန်ဆွဲမိမဲ့လည်းအရန်ပြပွား positive energy ရှိရပျော်ရွှင်တဲ့ကလေးလေးဆိုပြီးတော့သူ့ကိုစုတောင်းချထားတာအဲ့ဒါနဲ့မကားပဲ2008ခုနှစ်မှာဆိုရင်သူတို့မီဒီယာအတန်းရှင်ဘလောက်ရရှိခဲ့လဲဆို အိမ်တောင်ဆောက်ပေးခဲ့တာ Habitat for Humanity ဆိုတဲ့ community တခုကနေဒီသားမိနှောက်ကိုအိမ်ဆောက်ပေးခဲ့တာအဲ့ထဲမှာဆိုရင် Gypsy လေးကဗာပြောလဲဆိုရင်သူ့ကိုအမေသူ့အမေရဒီဒီရပေါ့နော်ဖန်အိမ်လေးတလုံးလက်ဆောင်ပေးရပြီးတော့သူ့မြန်ပြောတယ်ဗာပြောလဲဆိုတနေ့မှဒီအိမ်ကငါတို့အိမ်ဖြစ်လာမှာလို့ပြောရပေါ့ဒါနဲ့အခုကတကယ်ဖြစ်လာခဲ့ပြီဆိုသူတို့သားမိအရန်ပျော်ရွှင်နေတဲ့ဗီဒီယိုပိုင်းလေး line ပေါ်မှာတင်လို့ပေါ့နော်တင်ထားတာပေါ့နော်ဗာဆိုအရန်မီဒီယာအတန်းရှင်ရသူတို့သားမိကိုဝိုင်းပြီးတနာကြတာ အားရမကောင်းဒီဒီကလေအဲ့လိုမျိုးတနာခံရပြီးတော့မီဒီယာအတန်းရှင်းရခါကျောပတ်စံနေအများကြီးလူတန်းကြတာအဲ့ဒါနဲ့အမေရိကန်နိုင်ငံလူပြီးဆိုလဲနည်းနည်းတော့လူအောင်မဟုတ်ဘူးအဲ့လိုဒေါ်လာထောင်နဲ့ချီပေးလူတန်းတာအဲ့မှာဆိုနာမည်ကြီးရဲ့မင်းသမီးဆိုရင်သူကိုယ်လာပြီးတော့ဒီဒီလေးတချင်းလာဆိုပေးရအိမ်အထိတက်ပုံနဲ့လာရိုက်ပေးရအဲ့မကောင်းဒေါ်လာ3500ကျော်အထိလူတန်းတာအဲ့တောင်မှတခါလူထားတာပဲတွေ့ရတာဘယ်နှခါလူထားလဲဆိုတော့မသိဘူးသူ့နာမည်နဲ့တရားဝင်လူထားတာအဲ့လိုဘန်စင်းနဲ့မှလေအဲ့လိုမျိုးအထိအဲ့ဒီတာမီကနာမည်ကြီးရာ ဒါပေမဲ့2015ဂျွန်လမှာ line ပေါ်မှာ post တစ်ခုတက်လာတယ်အဲ့ဒီ post ထဲမှာဘာရေးထားလဲဆို that bitch is dead ပြောချင်တယ်ဗျာအဲ့ဒီမကောင်းတဲ့ကောင်မသိသွားပြီလို့ရေးထားတာအဲ့ဒီအချိန်မှာပြည်သူလူထုတက်ဒီဒီတားမိမြောက်ကိုအရန်ချစ်ကြတာလေဒီတားအရန်တနာကြတာဆိုဟာစိတ်ပူပြီးမှရဲတို့ဖုံးဆက်တာပေါ့နော်ရဲတို့ဖုံးဆက်တဲ့ခါကျတော့အာနဲ့ဒီဒီအဲ့ဒီဒီဒီဆိုရအမျိုးသမီးရဲ့အိမ်ကိုတွားပြီးရဲတွေကလည်းတွားဆက်တဲ့အချိန်မှာအထဲမှာဒီဒီဆိုရအမျိုးသမီးရဲ့အလောင်းကြီးတိတ်နေတာတွေးလိုက်တယ် အမတို့ကလေးကိုလိုက်ရှာကြကလေးရောကလေးရောပေါ့တို့စိတ်ပူနေပြီလေကလေးကတော့လမ်းမမလျှောက်နိုင်တာဆေးကြီးလည်းအများကြီးတောက်ရတယ်ဆိုတော့ gypsy လေးကအာနဲ့ we chair တို့ရဲ့ gypsy လေးကိုလုံးဝမတွေ့ဘူးအာနဲ့တို့ကဟာဘာလို့လောက်ကြမလဲပေါ့ကြအနာပိုင်းနဲ့လည်းအာနဲ့အနာပိုင်းနဲ့ချက်ချင်းမဲ့ဒီ facebook ပို့ရဲ့ ip address ကိုလိုက်ရှာလိုက်တာအနာပိုင်းနဲ့ရှာလို့ရရနော်အဲ့လိုမျိုးဒီ post ကိုကြည့်တဲ့နဲ့ဒီ post ကဘယ်လိပ်စာလဲဆိုတော့တို့ကြည့်လို့ရတယ်အာကြည့်လိုက်တဲ့ခါကျတော့ဒီ wisconsin ကဒီ nick goldie ဆိုတဲ့အိမ်ကနေအဲ့ location ပြနေတာ အဲ့နဲ့ရဲတာအဲ့ငိုဝင်လိုက်တာပေါ့ဝင်ပြီးမှကဲမယ်ပေါ့ကလေးလေးကိုပေါ့ကလေးလေးက "तू ကလမ်းလည်းမလျှောက်နိုင်ဘူးဆေးလည်းတောက်ရမယ်လူကအခုချွန်သမ ्या လက်ထဲမှာဆိုရင်အနေရယ်ကလေးမှာတက်အနေရယ်ဖြစ်နိုင်နေဆိုပြီးရဲတာအမြန်ပဲ emergency တက်ခဲ့တာပေါ့အဲ့ချိန်မှာဘာတွေ့ရလဲဆိုတာ gypsy ဆိုတဲ့ကောင်မလေးကငုတ်တုတ်ကြီးအကောင်သားအမအဲ့နဲ့ရဲတာကြောင်သွားပေါ့အဲ့နဲ့သူတို့အမရဲတာတင်းစာရှင်းလို့ပွဲလုပ်တဲ့ချိန်မှာရဲရအဲ့ရှမ်းဆိုရဲရဘာပြောလဲဆိုတော့အဲ့ သိရမလားမျက်လုံးအရင်လူတွေကပေါ့ကိုအရင်တော့ကမြင်ရတယ်လို့မျိုးယုံကြည်ရတဲ့လူတွေမဟုတ်ဘူးပေါ့သူတို့ကပြောမှဆိုမျက်နှာဖုံးအုပ်ထားတာပေါ့အဲ့လိုမျိုးပြောတာပြောတဲ့အခါကျတော့လူတွေကလည်းဘာဖြစ်တာလဲဆိုတော့ gypsy လေးကလမ်းလေးရှောက်နိုင်တယ်ယောကလည်းလုံးဝမရှိဘူးသူ line ပေါ်မှာပြောထားတယ်လမ်းမရှောက်နိုင်ဘူးဆိုတာကလည်းအလိန်အညာသူတို့တာမီပြောထားတဲ့ medical record တွေကလည်းအလိန်အညာပတ်ဆိုင်ရခြင်းတော့အလူခံတာ line ပေါ်မှာလိန်ပြီးတော့မှအတန်းရှင်းယူပြီးတော့ အားတွေအကုန်လုံးသူ့အမေနဲ့သူနဲ့ပူးပေါင်းပြီးတော့လှုပ်ခဲကြတာနော်သူ့အမေကသူ့ငယ်ငယ်လေးကလှုပ်ခဲတာအဲဒီကိစ္စလေးကိုသူကကြီးလာတော့လေသူ့အမေနောက်ကိုလိုက်ပြီးတော့မှသူ့အမေနဲ့သူနဲ့ပူးပေါင်းပြီးလိန်ညာကြတာပြည်သူလူထုကိုအားနဲ့ပြည်သူလူထုတွေကလည်းသူတို့တဟမီကိုတနာပြီးယုံပြီးတော့မှအိမ်နေစောက်ပေးဒီစနီလန်နေအလကားပို့ပေးအဲ့လိုမျိုးပေါ့နော်အခွင့်သူတွေအများကြီးလှုပ်ပေးခဲ့တာဆရာဝန်တွေဆိုလည်းအလကားကုပေးကြသူတို့တာမီကိုအလောက်အထိလိန်တတ်တာအားနဲ့ပြည်သူလူထုတွေကကြောက်သွားပေါ့ ဝါအခုလိုမျိုးဒီ line ပေါ်မှာဒီလောက်တနာကြာကောင်းပြီဒီလောက်ချစ်စရာကောင်းတဲ့ตาအမီမယောက်ကငါတို့လိန်ပြီးတော့ပတ်စံနေတော့ပတ်စံနေလူအလူခံသွားတယ်ပေါ့အဲ့ချိန်မှာလူရလဲဘာဖြစ်တာဖြစ်တာလဲဆိုဒီကိစ္စကြီးလုံးဝလေတင်းချင်းတဲ့နိုင်ငံခြားမှာအမေရိကန်မှာ Egypty Rose DD ဆိုတဲ့ကိစ္စအဲ့တော့ဒီခေါမလေးကအသက်ကအဲ့တော့ဆက်ကြော်တက်ဆက်ကြော်တက်ဆိုသူက1990ခုနှစ်မှာမွေးရဆိုတော့လေအဲ့2016မှာဆိုဆက်ကြော်တက်ပေါ့အဲ့ဒါကို ကောင်းမလေးရဆဲကြိုးတဲ့ဆိုနားလဲနေပြီကွာဘာလို့ तू ကအဲ့လိုလောက်တာလဲပေါ့သူ့အမေနဲ့ဘာလို့ပေါင်းပြီးလောက်ရတာလဲပေါ့အဲ့ခါကျတော့ဒီကောင်းမလေးဘာလို့နောက်အဲ့အရင်မကပဲနဲ့အဲ့ကောင်းမလေးကသူ့အမေကိုတတ်တဲ့ကိစ္စမှာပါပါနေတာနော်အဲ့ကောင်းမလေးကလမ်းလေးလျှောက်တက်တဲ့ရောကလည်းလုံးဝမရှိတဲ့ပြင်ကိုသူ့အမေကိုတတ်တဲ့ကိစ္စမှာပါပါနေတယ်ရောဆိုလူသက်တမဟာပေါ့လူသက်တမနဲ့ပေါင်းကြံတာပေါ့အဖြူလူကလည်းဘာဖြစ်သွားမှာပေါ့နော်အဲ့ဒါနဲ့ ဒီကိစ္စကိုစပြီးပြောရမယ်ဆိုရင်1968ခုနှစ်မှာမေ3ရက်နေ့မှာဒီဒီဆိုတဲ့အမျိုးသမီးကဒီ cloudy နဲ့အမ်မာဆိုတဲ့အဖေနဲ့အမေကနေမွေးဖွားလာတယ် ဲ့ကောင်မလေးကမွေးချင်းနေထဲမှာမှ तू ကအယမ်းဆိုးတယ်ငယ်ငယ်လေးကတော့ခိုးတတ်တယ်လိမ်တတ်တယ်ညာတတ်တယ်ပြီးဆိုမကောင်းတဲ့ magic ကိစ္စတွေဆိုစိတ်ဝင်စားတယ်အောက်လန်းပညာတွေဆိုစိတ်ဝင်စားတယ်စုံနဲ့ပတ်သက်တာတွေဆိုစိတ်ဝင်စားပြီးဆို तू မကျင်တတ်ဘူးဆိုရင် तू ရဲ့မောင်နေနှမတွေအဲ့လိုမျိုးတွေဆို तू ကအဲ့ဒါတွေနဲ့ဂျိန်စာတွေတိုက်တာ तू အဲ့လိုမျိုးနည်းနည်းပြောမယ်ဆို psychopath ပေါ့အဲ့ကောင်မငယ်ငယ်လေးကအဲ့ဒီဒီအဲ့ gypsy လေးရဲ့အမေကအဲ့မှာ तू အဖေကမငယ်ငယ်ယူသွားတဲ့အချိန်မှာ तू အဖေကမငယ်ငယ်ယူသွားတာ Laura ူအမေကအဲ့ဒီဒီဒီနဲ့အရန်တူတယ်တဲ့ပြောမယ်ဆိုဒီဒီကသူ့အမေနဲ့တူတာအဲ့တော့သူ့အဖေကမယင်ငယ်ယူသွားတာယူသွားတာလော်တာဆိုသူ့ရဲ့မယင်ငယ်မသူ့အဖေရဲ့ဒီမယင်ငယ်မကိုလည်းသူကတတ်ဖို့ခဏခဏစူးစမ်းဘူးတယ်ပေါ့ငငယ်လေးကလေးကသူကအရန်မုန်းတာအဲ့လော်တာကိုသူ့မယင်ငယ်ကိုပေါ့အဲ့ဒါနဲ့ဒီဒီကကြီးလာတဲ့အချိန်မှာလဲသူကအဲ့လိုမျိုးမကောင်းဘူးပေါ့ပြောမယ်ဆိုရင်အမှားသူအသက်24နှစ်မှာ rob ဆိုရဲ rob ဘလန်ချာဆိုရယ်ကောင်းလေးနဲ့တွေ့ပြီးတော့မှလက်ထလိုက်တဲ့အချိန်မှာအဲ့ကောင်းလေးကအသက်18နှစ်ပဲရှိသေးတယ်။အဲ့သူကဒီဒီကိုလက်ထတုံးကကျတော့အရန်ချစ်လို့လက်ထလိုက်တာပေါ့။ဒါပေမဲ့လက်ထပြီးမှသူတီးလိုက်တာမာရွားပြီဆိုပြီးသူကချက်ချင်းကွာရှင်းတာ။သူကွာရှင်းတဲ့အချိန်မှာဒီဒီကကိုဝင်ကြီးနဲ့တန်လန်ကြီးကလေးမွေးကန်နေနေပြီဂျစ်စီလေးမွေးကန်နေနေပြီ။ဒါနဲ့လည်းဟိုရော့ကလုံးဝကွာရှင်းလိုက်တယ်။ရော့ကငငယ်လေးပဲရှိတယ်လေ။အဲ့မှာ18နှစ်နေဆိုသူ့ယောက်ျားသူ့ထက်ငယ်ရပေါ့။အဲ့လိုမျိုးကွာရှင်းပြီးလိုက်တဲ့ခါကျမှ သူကသူကလေးလေးမွေးလာရောဂျစ်စီလေးဂျစ်စီလေးတတ်၃လမှာသူကသူ့ယောက်ျား Rob ကိုဘာပြောလဲဆိုအဲ့ဒီဒီဆိုရဲမိန်းမနင့်ကလေးက sleep apnea ရှိနေတယ်ပေါ့ညာအိုက်တဲ့ခါကျရင်အထူးပြုလုပ်ထားတဲ့ခါနေမှာအိပ်ရမယ်ပတ်စံကုန်မယ်ပေါ့အဲ့လိုမျိုးပတ်စံလိန်တောင်းတာသူ့ယောက်ျားရှာနေအားရတယ်မကပဲနဲ့သူက drop ချေရနေတလောက်ချိုင်း support ဆိုတာတည်းမလားနိုင်ငံသားမှဆိုရင်ကလေးမွေးထားအဲ့ကလေးကိုကွာရှင်းသွားရင်တောင်မှအဲ့ဒီအဖေကကလေးစိတ်တွေပေးရချိုင်း support တလောက်ဒေါ်လာ1900ရတာအတတင်း ဒီဒီရ drop ရှေ့ရနေအဲ့တော့ तू อ่ะအဲ့ဒီကလေးကိုလိန်ကလေးနေမကောင်းဘူးဆိုပြီးလိန်ပြီးတော့မှ brush ရှေ့နေပတ်ဆိုင်တောင်းရတာ तू อ่ะအရာတွေ့လာတာအဲ့ဒီမှာ तू อ่ะပါအတကွက်မြင်လဲဆိုကလေးအသက်၃နှစ်လောက်မှာ तू อ่ะသူ့အောင်ကြောက်ပလိတယ်ကလေးကလမ်းမလျှောက်နိုင်တော့ကလေးက wheel chair နဲ့ပဲနေရတော့မယ်အဲ့တော့နေငါ့ကိုပတ်ဆိုင်ပို့ပေးနေငါ့ကိုငါဆေးတွေကူးရမယ်ပတ်ဆိုင်ပို့ကုန်မယ်ပေါ့အဲ့လိုမျိုးအထီးပြောလာတယ် ဲ့ဒီမတိုင်ခင်ကဆိုရင်ဒီဒီကဘာအလုပ်လုပ်လဲဆိုတော့ तू နတ်စမအကူလုပ်တာနတ်စမအကူလုပ်တဲ့အချိန်မှာ तू ကဆေးတွေအကြောင်းကိုလေ့လာရင်လေ့လာရင်ဆေးဝါးကျွမ်းကျင်လာတဲ့အချိန်မှာ तू ကသူ့ကလေးကိုယောဂမျိုးစုံနဲ့တတ်တာဆေးတွေရှောက်တိုက်ကြည်ဒီမှာကြည်ဒီမှာကလေးကနာစင်းနေကြည်အောင်ကလေးကဒါမျိုးလက္ခဏာပြနေပြီဘာယောဂလည်းမသိဘူးဒီယောဂထင်းနဲ့အဲ့လိုမျိုး तू ကအဲ့လိုယောဂပေါင်းစုံတတ်တာကလေးကိုဒီလား2005ခုနှစ်ရောက်တော့ကလေးအသက်3နှစ်မှာအခုလိုမျိုးကလေးကလမ်းလျှောက်နိုင်တော့ပြောတော့သူ့အဖေကကြောက်သွားဟဲ့ပေါ့ကလေးကလူငယ်တဲ့ဘက်ကမှ ကောက်ကောက်မမွန်ကြီးလမ်းလျှောက်နေတာလေဘာလို့အခုကျတော့လမ်းမလျှောက်နိုင်လို့ဘလို့ဖြစ်တာလဲပေါ့အားလိုက်ခါကျမှသူ့အမျိုးတွေကလည်းတို့မရပါတော့နင်တို့ကလေးကဘာဖြစ်တာလဲပေါ့နင်တို့တာမီးကဟုတ်ကောဟုတ်ရဲ့လားလို့ပြောတော့ तू ကသူ့ကိုသူတိလိုက်ပြီလူဝီဇီယားနာဆိုမြို့မှာ तू ကနေရအဲ့တော့ကအဲ့မှာ तू ကဆက်နေလို့မရတော့ဆို2005ခုနှစ်မှာအဲ့မှာကက်ထရီနာမုန်တိုင်းဟာရီကိန်းမုန်တိုင်းကတိုက်တာဟာရီကိန်းမုန်တိုင်းနဲ့မှာကက်ထရီနာ ကရီနာခိုင်ဟိုက်ကိမုံနိုင်တိုက်တော့သူကမီဇူရီဆိုရမြို့ပြောင်းသွားမေဇူရီဆိုမြို့ပြောင်းလာဆိုတော့သူကမြို့အဟောင်းမှမနေတော့ဘဲနဲ့သူ့အမျိုးတွေနဲ့ဝေးရမြို့အစ်ကိုပြောင်းပြီးတော့မှသူနဲ့သူ့တမီးနဲ့ကဆရာဝန်တွေကြတော့သူကဟာရီကိမ်းမာဒီကလေးမာလေးရဲ့ဆေးရော့ကော့တွေအားလုံးမတ်ဆေးမတ်တန်ရှည်လေးအားတွေအကုန်လုံးပျောက်သွားလို့ပေါ့တက်ပြီးတော့ဂျစ်စီရဲ့အသက်ကိုလည်းလိမ့်နေအသက်ကိုငကိုထက်ကိုငဲအောင်လိမ့်ထားတာအားပြီးဆိုလဲအဲဆရာဝန်တွေဆိုလဲဆေးမတ်တန်အတုတွေရေးခိုင်းတာပေါ့ပြောမယ်ဆိုဆေးမတ်တန်ဟို ူပါဇက်ကသူပါဇက်ကဖြစ်တယ်လို့ပြောပြီးတော့ရေးခိုင်းတာပေါ့ပြောမယ်ဆိုစိတ်မတန်အဟောင်းနေရောလို့ဆောင်ကမေးရဲ့ဆိုရင်စိတ်မတန်အဟောင်းနေဟာကြီးကိမုံနိုင်နေမှာပါပြီးပြက်စီးသွားပြီပေါ့အဲ့လိုမျိုးလိန်တာပြီးရင်အဲ့2005ခုနှစ်ကနေစပြောမှဒီပြည်သူလူထုမီဒီယာရှေ့ပါဆိုတဲ့သူကအဲ့လိုမျိုးလိန်တာပြောမယ်ဆိုစိတ်မတန်နေကိုလိန်တာပေါ့နော်အဲ့တော့ဒါတင်မကပဲနဲ့ဒီဒီဆိုရဲကောင်မဘလောက်တောင်ဆိုလဲဆိုရင်1998ခုနှစ်မှာသူ့အမေကတိတ်သွားတာဒီဒီရဲ့အမေအရင်ကအမမာဆိုရဲလူလေသူနဲ့အရင်သူ့ရဲ့ဆိုရဲသူ့အမေ ဲ့ဒီအမေကိုဘာလို့သေးလဲလို့စစ်လိုက်တဲ့အချိန်မှာသူ့ရဲ့ညီမရာကျတော့ဒီဒီကိုသူ့အမေကိုစောက်ချောက်ခိုင်းပြီးတော့မှဒီဒီကိုပတ်စံနေပေးကြတာအမေကိုစောက်ချောက်ရော့ပတ်စံအဲ့လိုမျိုးပေးရကွာနင်ကနတ်စမအကူလည်းဟုတ်တယ်နတ်စမတဘောမျိုးလည်းဟုတ်တယ်ဆိုအမေနေမကောင်းဆိုတဲ့အမေပဲနေမယ်စောက်ချောက်ပတ်စံပေးတာအဲ့ဒီဒီဒီဆိုရဲကောင်းမှဘာလို့လဲသိလားအဲ့သူ့အမေကိုပြပတ်စံကိုယူပြီးတော့မှလေသူ့အမေအစာငတ်ထားတာသူ့အမေတေသွားတော့သူ့အမေတေသွားတော့အလောင်းကိုစစ်လိုက်အဲ့ဒီအလောင်းကပြောမစအဟာရပြက်လက်ပြီးတေသွားတာ ပြောမယ်ဆိုရင်သူ့အမေကိုသူတတ်လိုက်တဲ့တဘောပဲအဲ့ကောင်မှအဲ့လောက်ထိဆိုးဝါးတယ်ဆိုးသွမ်းတယ်ပေါ့သူကဟမ်အဲ့တော့ဒီတဒီဆိုတဲ့ကောင်မကကလေးကိုဗန်းပြပြီးတော့မှလူတွေရှိမှတောင်းနာရဟာနေနောက်ဆုံးကလေးကိုဗန်းပြပြီးတော့မှဒီဆိုရှယ်မီဒီယာပေါ်က public ပေါ်ကဒီပတ်ဝန်းကျင်ကလူတွေရှာနေသူကအဲ့လိုမျိုးပေါ့ပေါပုံရိပ်လလားလေးချစ်စရာကောင်းလေးဖန်တီးပြီးတော့မှအဲ့လိုတောင်းတာတိလားအဲ့လိုတောင်းတာအဲ့ဒီအချိန်မှာ